browser ကိုဖွင့်ပြီး manage.autodesk.com ကိုသွားပါ license email ကိုထည့်ပါ next နှိပ်ပါ account password ဖြည့်ပြီး sign in နှိပ်ပါဒီနေရာရောက်ရင် all product and service ကိုနှိပ်ပါ autocad ဆိုတဲ့ application လေးကိုရှာပါ version အနေနဲ့ကလည်းကိုကြိုက်တဲ့ version လေးကိုရှာပြီး download ရပါတယ်။ language မျိုးစုံပါဝင်ပြီးကိုကြိုက်တဲ့ language တစ်ခုကိုရွေးပြီး download နိုင်ပါတယ်။ ဒေါင်းလုဒ်မယ်ဆို install ရဲ့ညာဘက်ကခလုတ်လေးကိုနှိပ်ပြီးဒေါင်းလုဒ်လေးကိုနှိပ်လိုက်ပါဒီလိုညာဘက်မှာ downloading ဆိုတာလေးပေါ်လာရင် file စာ download ပါလိမ့်မယ် download တာလေးပြီးသွားရင် download folder ထဲမှာဒီမျိုး file လေးရောက်လာပါလိမ့်မယ်အကောင့်လေးကိုနှစ်ချက် click ပြီး run လိုက်ပါဒီလို preparing ဆိုတာလေးပေါ်လာပြီးရင်သူလိုအပ်တဲ့ data လေးထပ်တောင်းပါလိမ့်မယ်။ဒါလုံးရံကြာမြင့်ချိန်ကတော့ကိုယ့်ရဲ့ internet speed ပေါ်မူတည်ပြီးတော့အနည်းမြန်กว่าနိုင်ပါတယ်။ ဒေါင်းလုဒ်တာလေးပြီးရင်ဒီလိုမျိုးလေးပေါ်လာပါမယ် open invora ကိုနှိပ်ပြီးပါဒီလိုလေးပေါ်လာရင် setup လေးကိုနှစ်ချက်နှိပ်ပြီး run ပေးပါဒီလို preparing ဆိုတာလေးပေါ်လာရင် loading လေးပြည့်အောင်စောင့်ပေးပါပြီးရင်ဒီမျိုးလေးပေါ်လာပါမယ် i agree ကိုနှိပ်ပြီး next နှိပ်ပေးပါ next ထပ်နှိပ်ပြီးပါ install name ပါဒါဆိုရင်တော့ installation စလုပ်နေပြီဖြစ်ပါတယ်ပြီးအောင်လေးစောင့်ပြီးပါဒါလေးပြီးသွားရင် restart စာလေးနှိပ်ပေးလိုက်ပါ set လေး restart ကြတာပါလိမ့်မယ် ွန်ပျူတာပြန်ပွင့်လာရင် AutoCAD လေးကိုဖွင့်လိုက်ပါဒီနေရာရောက်ရင် Sign in with your AutoDesk ID ဆိုတာလေးကိုနှိပ်ပါပြီးရင် browser လေးပွင့်လာပါလိမ့်မယ် browser လေးမပွင့်ရင် restart sign in ကိုနှိပ်လိုက်ပါ browser ထဲမှာကိုယ့်ရဲ့ AutoDesk email နဲ့ sign in လုပ်ပါ password ဖြည့်ပြီး sign in နှိပ်ပါ go to product ကိုနှိပ်ပါဒီနေ့ကြာရင် AutoDesk application လေးပွင့်လာပါလိမ့်မယ်။ဒါဆိုရင်တော့ license ထည့်တဲ့အဆင့်ပြီးပြီးအသုံးပြုလို့ရပါပြီ။